ယနေ့ရန်ကုန်မြန်မာ့သတင်းဆောင်ကဦးစားတင်ဆက်မဲ့သတင်းကတော့32ချိန်မြောက်ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့ World Press Region Day အခမ်းအနားကိုမေလ3ရက်နေ့စနေကရန်ကုန်မြို့ကုန်းတယ်လမ်းရှိမြန်မာနိုင်ငံသတင်းမီဒီယာအကောင်စီရုံးမှကျင်းပရာအခမ်းအနားသို့မြန်မာနိုင်ငံသတင်းမီဒီယာအကောင်စီဥက္ကဋ္ဌဒေါက်တာတင်ထွန်းဦးဒုတိယဥက္ကဋ္ဌများနဲ့အကောင်စီဝင်များမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသတင်းမီဒီယာဌာနများမှတာဝန်ရှိသူများနဲ့ဖိတ်ကြားထားသူများတယောက်ကြားကြောင့်သိရပါဗျာ အခမ်းအနားတွင်ပြည်ချိုင်းဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးမမအောင်ထမ်းမှပေးပို့တဲ့သဝန်လာကိုမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌကဖျက်ချပြီးကမ္ဘာသတင်းလူလက်ခွင့်နေ WordPress Freedom Day အမတ်စကားပြကြပါရယ်ဆက်လက်ပြီးကောင်စီဒုတိယဥက္ကဋ္ဌတေဦးခင်မောင်စောနဲ့ဒုတိယဥက္ကဋ္ဌနှင့်ဦးခင်မောင်ကျော်တင်တို့ကသတင်းလူလက်ခွင့်နေသက်ဆိုင်သောအကြောင်းအရာများကိုဆွေးနွေးပြကြကြပါရယ် အဲ့ဒီနောက်အခမ်းအနားတယောက်လာကြသူများကပြန်လဲဆွေးနွေးပြောကြပြီးတွေ့ဖက်တွေ့ရင်မှုနှင့်ဦးရဲမင်းစိုးကဂျေစုတင်စကားပြန်လဲပြောကြကအခမ်းအနားကိုရုတ်သိမ်းကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့အောင်မြင်ကပြပူထားပဲဖြစ်ပါတယ်နောက်ဆုံးနေ့ဆက်မဲ့တဲ့ရင်ကတော့ရေစီးရေလာကောင်းမွန်ရေလုပ်ငန်းများနဲ့မြစ်ထွက်ပေါင်များကြီးစုစစ်ဆေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီဒုတိယဥက္ကဋ္ဌဒုတိယမြို့တော်ဝန်ဦးညီညီဟာကော်မတီဝင်များဌာနမှုများနဲ့တာဝန်ရှိသူများလိုက်ပါလျက်မေလ2ရက်နေ့ကနေ9နာရီကဒေါ်ပုံမြို့နယ်အမတ်တင်မြစ်ထွက်ပေါက်နှင့်တာဂေတာမြို့နယ်အမတ်နှင့်မြစ်ထွက်ပေါက်များသို့တွားရောက်ပြီးဒုတိယမြို့တော်ဝန်ကအမိုက်နယ်နှုံများဆက်ယူရှင်းလင်းရန် ဆယ်ယူပြီးအမိုက်နယ်တို့များအားစနေကြဆွန်ပြေးရန်စည်းကမ်းမဲ့အမိုက်ဆွန်ပြေးမှုမရှိစေရတို့ကိုမှကြာကလိုအပ်သည့်များဖြည့်ဆည်းဆောင်ရပေးပါသည်ဆက်လက်ပြီးဒုတိယမြို့တော်ဝန်ထမ်းအဖွဲ့ဟာဒဂုံမြို့သိစိတ်ကမ်းမြို့နယ်ယတနာလန်ပေါ်ရှိဆဲပေါ့ချောင်းမြစ်ထွက်ပေါက်တို့၎င်းဒဂုံမြို့သိစိတ်ကမ်းမြို့နယ်ကိုဆက်နေရက်ကွက်ကန္နာလန်ကလဝဲတဒါအမှတ်နေတန်လင်းတဒါအနေရှိဒဂုံတဒါရေထိန်တကားတို့၎င်း တကယ်ကြမြို့နယ်ရှုကင်းသားမြို့ပလန်ပေါ်ရှိအမတ်ခွနေမြစ်ထော်ပေါင်းနဲ့အမတ်လေးမြစ်ထော်ပေါင်းတို့တို့၎င်းသွားရောက်ရှိစစ်စေက ရေကြီးရေရှမ်းမှုမဖြစ်စေရလိုအပ်သည့်များဖြစ်စေဆောင်ရွက်ပေးကြောင်းသိရပါရယ်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပေးဖြစ်ပါရယ်ရှင်